ဘဝဆိုတာအနေအမြင့်အတက်အကျလိုဖြစ်နေတဲ့နေရာပါလူတိုင်းနေစဉ်နေတိုင်းရုန်းကန်လှုပ်ရှားနေရပြီးတော့စိတ်ပင်ပန်းမှုတွေစိတ်မွန်းကျက်မှုတွေလည်းနေ့တိုင်းကြုံတွေ့နေရတယ်ဒီတော့ကိုတယောက်တည်းပဲပင်ပန်းနေတာမဟုတ်ပါဘူးကိုရဲ့ဘဝကြောင့်မလို့မွန်းကျက်မှုတွေပင်ပန်းနာတွေကြောင့်စိတ်တက်ကြတာတွေနဲ့ဂျုံလာရပြီဆိုရင်ကိုရဲ့စိတ်ကိုအားပြန်ဖြေဖို့လိုပါ ဇွဲမလျှော့ပါနဲ့ဘလူအခက်အခဲဘလူမွန်းကျက်မှုတွေကိုမဆိုအေးအေးဆေးဆေးနဲ့ကြော်လွှားသွားနိုင်ပါပါမွန်းကျက်စရာတွေကိုရင်ဆိုင်တဲ့အခါမှာစိတ်တမ်းမကြပဲဖြည့်ရှင်းကြီးကိုခေါင်းအေးအေးနဲ့စဉ်းစားရှောက်ကြည့်ပါမွန်းကျက်လာတဲ့အချိန်မှာအသက်ဝါဝရှူလိုက်ပါစိတ်ကိုလျှော့ချလိုက်ပါတဘာဝပတ်ဝန်းကျင်ကိုကြည်ပါကိုစိတ် န်းပြင်းမဲ့အရာတွေကိုလုပ်ပါ။ကိုချစ်ရတဲ့အရာတွေကိုစဉ်းစားပါ။ကိုရဲ့စိတ်တွေပင်ပန်းလာပြီဆိုရင်အနားယူလိုက်ပါ။စိတ်ကိုလည်းခဏအနားပေးတဲ့နည်းနေ့စဉ်နေ့တိုင်းလေပတ်နေတဲ့ဘဝကိုလည်းအပြောင်းအလဲလေးတွေလုပ်ပေးပါ။စာရီဖတ်ပါ။စိတ်ကိုအနားပေးခြင်းကလည်းအရန်အရေးကြီးတယ်။စိတ်အင်အားပြေဝနေမှကိုလုံရမယ့်အလုပ်တွေကို စိတ်ကြည်ကြည်လင်လင်နဲ့ကောင်းကောင်းမွန်မွန်လုပ်နိုင်ပါတဘာဝပတ်ဝန်းကျင်ကိုလည်းချစ်တွေ့ပေးပါ ကိုယ့်ရဲ့တိုက်ခန်းထဲမှာပဲအမြဲတမ်းနိုင်နေမယ်ဆိုရင်တော့စိတ်ကြည်ပုံမွန်ကြတာလေးပဲကိုကိုကိုယူဆိုင်ပါ ကိုယ့်ရဲ့စိတ်ကိုယူဆိုင်ပါလူမှာစိတ်ချမ်းမာဖို့ကိုယ်ချမ်းမာဖို့ကအရေးကြီးတယ်ဒါမှသာ ကိုယ့်ရဲ့ရည်မှန်းချက်တွေကိုယ့်ရဲ့အိမ်မက်တွေကို ာတက်သေးရောနဲ့ရှောက်လန်းနိုင်မှာဖြစ်တယ်။ဒါကတော့သတို့လူငယ်တွေကျွန်တော်မိတ်ဆွေတွေအတွက်ဘဝအတွက်တန်ဖိုးရှိတဲ့ဆိုးရိမ်များတာဖြစ်ပါတယ်။သတို့လူငယ်တွေနဲ့မိတ်ဆွေတွေဟာလည်းဒီတနေ့ကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းရင်းအောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်။ကျွန်တော်တို့ဝင်ရောက်ပါ